American ဘုံကျဲလို့ပျက်စီးသွားတဲ့ nuclear စခန်းတွေကိုအရင်ကထက်တောင်ပိုပြီးခိုင်မာအားကောင်းအောင်ပြန်တည်ဆောက်မယ်လို့အီရန်သမ္မတကကြွေးကြော်ခဲ့ပါတယ်။ Israel နဲ့ Iran တို့ကြားစစ်ရေးပဋိပက္ခမှာ American ကပါဘုံဝင်ကျဲခဲ့တာကြောင့် Iran ရဲ့ nuclear သုတေသနစခန်းတွေဆိုးဆိုးရွားရွားထိခိုက်ပျက်စီးခဲ့တယ်လို့ယုံကြည်ရပါတယ်။ November 2ရက်နေ့မှာ American နဲ့ Iran ကြားတန်တမာရေးဆွေးနွေးမှုတွေပြန်လည်စတင်ဖို့ Oman အစိုးရကကြားဝင်ညှိနှိုင်းတောင်းဆိုပေးခဲ့ပါတယ်။ Iran သမ္မတ Masoud Pezeshkan ကလည်း နိုဝင်ဘာ2ရက်နေ့မှာနိုင်ငံရဲ့နျူကလ িয়ার သိပ္ပံပညာရှင်တွေနဲ့တွေ့ဆုံခဲ့ပြီးအီရန်အစိုးရအနေနဲ့ပြက်စီးသွားတဲ့နျူကလ িয়ার စခန်းတွေကိုအရင်ကထက်ပိုမိုခိုင်မာအားကောင်းအောင်တည်ဆောက်မယ်လို့ကတိပေးခဲ့ပါတယ်။ရုပ်ဝတ္ထုအဆောက်အအုံတွေပြက်စီးတွေကိုဖျက်ဆီးပြေုံနေတော့အီရန်က နောက်ဆုတ်သွားမှာမဟုတ်ဘူးလို့လဲဘဇက်ခန်းကသူ့ရဲ့တရားဝင် website ပေါ်မှာဗီဒီယိုတစ်ခုထုတ်လွှင့်ပြီးပြောကြားထားခဲ့တာပါ။အီရန်ရဲ့နျူကလ িয়ার သိပ္ပံပညာရှင်တွေကသူ့ဒေသဆိုင်ရာလုံလောက်တဲ့အသိပညာတွေကိုပိုင်ဆိုင်ထားပြီးဖြစ်တယ်လို့လဲသူကဆိုပါတယ်။ နျူကလ িয়ার စကန်တွေကိုပြန်လည်တိဆောက်မယ်ဆိုတဲ့အစီအစဉ်နဲ့ပတ်သက်လို့တော့သူကအသေးစိတ်မှတ်ချက်ပေးမသွားခဲ့ပါဘူး။ဂျွန်လာတုံးကအစ္စရေးနဲ့အီရန်စစ်ရေးပဋိပက္ခအတော်တွင်သမ္မတထရန့်ရဲ့အမိန့်အရအမေရိကန်ရေးတက်နယ်လေးတက်ဟာအီရန်နျူကလ িয়ার သုတေသနစကန်၃ခုကိုဘုံးတွေကျဲခရုစ်ဒုံးကျည်တွေနဲ့ပစ်ခတ်ပြီးတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီစစ်စင်ရေးမှာအီရန်ရဲ့နျူကလ িয়ার စကန်တွေကိုပြင်းပြင်းထန်ထန်ခြေမုံဖျက်ဆီးနိုင်ခဲ့တယ်လို့ထရန့်ကပြောပေမဲ့အဲ့ဒီစကားကိုတီးကြအတီးပြုဖို့ခတ်ပါတယ်။ အီရန်ရဲ့ယူရေနီယံသန့်စင်မှုကနျူကလ িয়ার ဘုံးတွေထုတ်လုပ်နိုင်ဖို့နီးကပ်တဲ့အဆင့်ထိရောက်လာပြီလို့ဆွဆွဲပြီးအစ္စရေးကလေကြောင်းတိုက်ခိုက်မှုတွေစတင်ရကနေနှစ်နိုင်ငံကြားမှာ၁၂ရက်ကြာစစ်ရေးပဋိပက္ခဆခဲ့တာဖြစ်ပါတယ်။အစ္စရေးရဲ့ကြိုတင်ပြင်ဆင်ထားတဲ့စစ်စင်ရေးအတွင်းအီရန်အစိုးရဘိုင်းနဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေအတော်များများတိုက်ဆုံခဲ့ပါတယ်။အိုမန်အစိုးရကအီရန်နဲ့အမေရိကန်ကြား၅ချိန်တိုင်ဆွေးနွေးမှုတွေအထမြောက်အောင်အခုနှစ်ထဲမှာကူညီညှိနှိုင်းပေးခဲ့ပါတယ်။ဒါပေမဲ့၆ချိန်မြောက်ဆွေးနွေးပွဲမစခင်၃ရက်အလိုမှာ အစ္စရေးကအီရန်ကိုဘုံဝင်ကျဲခဲ့တာ ဖြစ်ပါတယ်။အဲ့ဒီအချိန်ကစပြီးအမေရိကန်နဲ့အီရန်ဆွေးနွေးပွဲတွေလည်းရပ်တန့်သွားပြီးအခုတော့အိုမန်ကအဲ့ဒီနှစ်နိုင်ငံကြားမှာတန်တမာရေးဆွေးနွေးမှုတွေပြန်လည်စတင်နိုင်ဖို့တိုက်တွန်းနေတာဖြစ်ပါတယ်ရှင်။